အလောင်းနေပူပယုံနေမကောက်ဘူးခမ ्या တို့ဆွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ကိုတရင်စကားတစ်ခုပြပြဖို့အတွက်ရောက်လာပါသူကပြောလိုက်ပါတယ်တလပိုင်အမျိုးသားအလေအလောင်းခိုင်းရဲ့အကြီးကဲကိုတင်းကျင်တဲ့မျိုးလုံးများနဲ့စိုက်ကြည့်ပြီးတရင်ကိုစောင်းနေပါတယ်အလောင်းခိုင်းရဲ့အကြီးကဲမျိုးလုံးများအလေတောက်ပသွားပြီးပြောင်စီပြောင်စီနဲ့ကျူချွဲစီရစိတ်ဝိညာဉ်တန်းစင်ခိုင်းကိုသွားပြီးတွန်ထန်းနဲ့ဝိညာဉ်ဆက်တန်းအလံကိုလူယူဖို့အတွက်တိုက်ပွဲဖြစ်နေတယ်သူကပြောလိုက်ပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်တလပိုင်မြူတာရဲ့မျက်နှာမူအရတော့အပြောင်းလဲမရှိမိပဲပြီးတော့ပြောင်းလိုက်ပါတယ် ရလက်ကောက်哦ဘလို့လဲသူကမိလိုက်ပါတယ်အလောင်းခိုင်းရဲ့အကြီးကဲကလည်းရလိုက်ပါတယ်အတော့တော့ငါမသိဘူးဒါပေမဲ့လက်ရှိဟင်းတာဗရာအကြောင်းငါတို့ရဲ့အလောင်းခိုင်းရဲ့နားလည်မှုရဆိုရင်သူကတွားရဲမယ်ဆိုရင်အ ਨੇ စုံသူ့စီမှာ80ရာခိုင်နှုန်းယုံကြည်မှုကရှိလို့ပဲမင်းရဲ့စွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ရာသတိထားလိမ့်မယ်တက်လက်ပိုင်းရဲ့မြူသားရဲ့မျက်နှာအမူအရာတော့ပြောင်းလဲသေးပါဘူးသူကစကားပြောရမယ့်အချိန်မှာမျက်နှာအမူအရာရုတ်တရက်ပြောင်းလဲသွားပါတယ်သူကဟင်းတာဗရာကုန်းရဲ့မြောက်ဘက်အစွန်ကပီလူနိုင်ငံကိုကြီးလိုက်ပါတယ်ထိုနေရာကနေသူ့ကိုတလုံးစင်းနိုင်တဲ့အချိန်ဝါတစ်ခုကိုသူကခန်းစားနေရပါတယ် သူချွဲစီကသူ့ရဲ့မူလဝိညာဉ်ဟာနာကျင်မှုကိုဘယ်လိုခံစားရလဲဆိုတာကိုမေးသွားပြီးယခုချိန်မှာသူကနောင်မျိုးဆက်ဟင်းသားဗရာကိုတွေ့တော့ကခံစားခဲ့ရတဲ့ကြောင်းမှုကိုခံစားနေရပါတယ်သူချွဲစီကအစင်းမင်းရဲ့လူတယောက်ဖြစ်တဲ့အတွက်သူ့ကိုယ်သူချက်ချင်းငြိမ်းတမ်းအောင်လုပ်ပြီးမင်းရောက်ဘူးလေ ူကမေးလိုက်ပါတယ်တက်တန်းရောက်လင်းနေတစ်ခုကလည်းလင်းလက်သွားပြီးဝန်လင်းရပေါ်လာပါတယ်သူကလင်းမရှိပဲသပင်တွေလွင့်နေပြီးလေထဲမှာမျောနေရင်ပဲအလွန်ထူးဆန်းတဲ့အရှိန်အဝါတစ်ခုတော့ထုတ်လွှင့်နေပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကထိုးကဘာပေါ်ကအရာအလုံးကိုအိတ်ခဲစေနိုင်တဲ့အပြောင်အရှိန်အဝါနဲ့အိတ်ဆက်ပြီးတောင်းမဖွဲရကောင်းတဲ့အရှိန်အဝါမျိုးကိုထုတ်လွှင့်နေပါတယ်လက်ရှိဝန်လင်းကလုံအောင်ဝိပလာနဲ့ကြည်လင်ပြီးတော့တောက်ပွားနေပါတယ်သူ့ရဲ့မျက်လုံးများကတော့ကြည်လင်မနေပဲမကောင်းစွားလို့အရှိန်အဝါများပြင်းထန်နေပါတယ် ခြံဖမ်းရေးမျိုးလုံးများလည်းထုတ်ကဲ့သို့မကောင်းဆိုးအချိန်ဝများပြည်နေမယ်ဝယ်လင်းနဲ့ရှင်လိုက်မဲ့ဆိုရင်တော့နေအောင်ကြီးဘေးနာမိဘုံလေးလိုပဲဖြစ်နေပါတယ်ဝယ်လင်းရဲ့မျိုးလုံးထဲကထုံမကောင်းဆိုးအချိန်ဝစကားတစ်လုံးတည်းကိုပဲကိုစားပြုနေပါတယ်မာနမာနကြီးခြင်းထုတ်ကဘာပေါ်ကအရာအလုံးကိုသူ့ရဲ့အောက်မှာရှိရလို့မြင်ပြီးကဘာပေါ်မှာဘသူကမှသူနဲ့မရှင်နိုင်ဘူးလို့မြင်တဲ့အဆုံးရောက်နေတဲ့မာနပဲဖြစ်ပါတယ်သူကချူချဲစီကိုအေးစေးစေးကြီးလိုက်ပါတယ်ထိုကြီးကမိုးကြိုးထက်အစာပေါင်းများစွာပို့ပြီးတော့တောက်ပါနေပါတယ်။ကျူထွေစီရဲ့ခန္ဓာကိုယ်ကလည်းတုံ့လောက်သွားပါတယ်။ ထိုးချိန်မှာသူကအတိတ်ကလိုပဲခန်းစားလိုက်ရပါတယ်အရင်ဟင်းသားဗရာကိုရဆိုင်ခဲ့ရတော့မှလို့ကြောင်းမှုလည်းခန်းစားလိုက်ရပါတယ်သူကချက်ချင်းနောက်ဆုတ်သွားပြီးအချိန်တော်ကြာတဲ့အထိသူ့ရဲ့နဖူးကနေချွေးများထွက်လာပါတယ်မင်းကဝန်လင်းမဟုတ်ဘူးမင်းမင်းကဘသူလဲချူချယ်စီကအတက်ကိုပြင်းပြင်းရှုပြီးသူ့ရဲ့မျက်လုံးထဲကကြောင်းမှုများကိုဖုံးကွက်လိုက်ပါတယ်ဒီအဖိုးကြီးကမင်းကိုဘယ်မျိုးဆက်ဟင်းသားဗရာလဲလို့မေးမယ်ထိုစကလုံးကဝန်လင်းရဲ့ပါဇက်ကနေမာနတကြစွာနဲ့ထွက်လာပါတယ် သူ့ရဲ့လေတံမှာတော့မင်းရဖြေရမယ်ဆိုတဲ့ခန်းစားချက်ကပေါဝင်နေပါတယ်။တွန်ထင်းကလည်းထုံမြူကွင်းကိုစိုက်ကြည့်နေပါတယ်။သူကဝယ်လင်းကိုကြည့်တဲ့အခါမင်းနီးတဲ့ခန်းစားချက်တစ်ခုကိုလည်းရနေပါတယ်။ဝယ်လင်းနဲ့သူနဲ့တီးတဲ့အချိန်ကတူတောင်တာမဟုတ်တဲ့အတွက်ထိုလူကသူမဟုတ်ဘူးဆိုတာချက်ချင်းပဲသိနိုင်ပါတယ်။ဝယ်လင်းမှာထိုကဲ့သို့ဖြေရမျိုးနဲ့ဒီလိုမျိုးငါလူတိုင်းရဲ့အထက်မှာရှိတဲ့ဆိုတဲ့မာနမျိုးရှိဖို့ကဘယ်လိုမှဖြစ်နိုင်ပါဘူး။ထိုကဲ့သို့ဖြေရမျိုးနဲ့မာနမျိုးက မေရင်မတွနိုင်တဲ့နှစ်ပေါင်းများစွာကျင့်ကြံခဲ့တဲ့မကောင်းဆိုးဝါး OG ဒီမှာပဲရှိနိုင်ပါတယ်သူထွယ်စီကလည်းပြက်ဖြေချင်တာမဟုတ်ရင်ပဲသူကိုယ်သူမထိန်ချုံနိုင်ပဲ၁၄ဇက်မြောက်ဟင်းတာပရာသူကပြောလိုက်ပါတယ်ဝယ်လင်းကတော့ခဏတာစဉ်းစားပြီးနောက်သူထွယ်စီကိုအစ်ဆက်စွာနဲ့ကြည့်ပြီးရေဘူးရိုးရဲ့ကိုစားဒီဖိုးကြီးကမင်းကိုမတက်ဘူးအခုတော့ထွက်သွားတော့သူကပြောလိုက်ပါတယ် ရဲဦးရို့တွန်ထင်းအားလည်းအံ့ဩသွားပါလေထိုးနမဲကိုသူကတခါမှမကြောက်ဘူးပါဘူးတို့ရတဲ့ကျူထယ်စီကထိုးနမဲကိုကြားတဲ့အခါသူ့ရဲ့မျက်နှာအမူအရာအရင်ကတခါမှမြင်ဘူးတို့ပြောင်းလဲသွားပါလေသူကချက်ချင်းပို့ပြီးတော့နောက်ဆုတ်သွားပြီးသူ့ရဲ့အတွင်းကကြောင်းမှုကိုထမှန်ပြီးတော့ဖုံးကွက်လို့မရတော့ပဲမျက်နှာမှလည်းပေါ်လာပါလေမင်းကျူထယ်စီကအစ္စရဲလီကိုရှူသွင်းလိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကမိုးကြိုးပစ်ခံရတို့တုံလုံးသွားပါလေ ဝယ်လင်းကိုကြည့်တဲ့သူ့ရဲ့အကြည့်မှလည်းအန်အသိမှုတွေမကပဲနှဆိုင်နဲ့ထိုင်လန့်မှုများကလည်းပေါင်းနေပါတယ်ရေဘူးရိုဆိုတာဟင်ဒဗရာမျိုးဆက်တွေရတာတိတဲ့နာမည်ဖြစ်ပါတယ်အခြားဘသူကမှထုံနာမည်ကိုမသိပါဘူးဟင်ဒဗရာကုံမီယာဂိုင်းနီယာဘိုဘီရီယာနောင်ထုံနာမည်ကိုမသိပါဘူးသူတို့သိတာဟင်ဒဗရာဆိုတဲ့တောင်နာမည်နဲ့လူတယောက်ရှိတဲ့ဆိုတာကိုပဲသိပါတယ်ရေဘူးရိုကတော့ပထမမျိုးဆက်ဟင်ဒဗရာရဲ့အစစ်မှတ်နာမည်ပဲဖြစ်ပါတယ် ကျူချွဲစီကဝလင်းရဲ့ခန္ဓာကိုယ်ပက်လက်ရာအပြောင်းအရှိန်မများကိုကြီးတဲ့အခါအတိတ်ကဟင်းသားဗရာတွေရဲ့တမိုင်းချောင်းကိုပြန်လည်အမှတ်ရပြီးလက္ခဏာတစ်ခုကိုသတိထားမိသွားပါတယ်ထိုချိန်မှာသူ့ရဲ့မျက်လုံးထဲကထိတ်လန့်မှုကလည်းပိုပြီးတော့ပြင်းထန်လာပါတယ်သူကတွန်းဆုံမနေပဲဝလင်းကိုယူသေးစွာနဲ့လက်နှစ်ဖက်ဆုပ်ပြီးဘိုးဘေးကိုဂါရောပြုတ်ပါတယ်ဂျူနီယာကအခုပဲထွက်သွားပါမယ်သူကပြောလိုက်ပါတယ်ထွန်းနောက်မှာတော့သူကချက်ချင်းနောက်ဆုတ်ခွက်သွားပါတယ်တွန်ထဲမျက်လုံးများလည်းတောက်ပလာပြီးစရုံးထားဝင်းညို့ထားခဲ့သူကအော်လိုက်ပါတယ်ကျူချွဲစီကတော့ရက်သွားပါတယ် သူ့ရဲ့မျိုးလုံးတွေကဆုံးဖြတ်ချက်တစ်ခုကိုချဖို့ရုံကွက်နေရတာကိုပြသနေပြီးနောက်ရုတ်တရက်လှည့်ပြီးဝင်လင်းကိုကြိလိုက်ပါတယ်ဝင်လင်းရဲ့မျိုးလုံးများတော့အတိတ်ကရဲရုံတစ်ခုကိုဖော်ပြနေပြီးအတိတ်ကဒီအဖိုးကြီးကရဲဘူးရိုးအကျွေးတင်ခဲ့တယ်မင်းရဆုံးဖြတ်ခံမတင်မျိုးမျိုးနဲ့ကိုတိုက်ခိုက်ဖို့ဒါကိုသုံးမှဆိုတော့ဒီအဖိုးကြီးကမင်းကိုသုံးနေငားမယ်သုံးနေပြည့်ပြီဆိုရင်တော့မင်းရငါးစီးကိုပြန်ပေးရမယ်တွန်ထန်းကလည်းထိတ်လန့်ပြီးတော့ပြောလို့မလုပ်တော့ဝင်လင်းကသူ့ကိုကြိလိုက်ပါတယ်တွန်ထန်းကပြန်ကြိလိုက်တော့ဝင်လင်းကိုမတွေ့တော့ပါဘူး မင်းကပြောရင်ငါတက်မယ်မင်းကပြောရင်ငါတက်မယ်ဆိုတော့မင်းကြီးရဲ့အချိန်ဝါတစ်ခုကသာရှိပါတော့တယ်ထိုလူကသူ့ကိုတွေ့နေခြင်းမရှိပဲတက်ပစ်လိုက်မယ်ဆိုတာသူကသိနေပါတယ်တွန်ထဲနှလုံးသားကလည်းတုံ့လောက်သွားပြီးဘာမှပြောရတော့ပါဘူးကျူထွယ်စီကလည်းတပင်းကိုချလိုက်ပါတယ်ထိုလူကစရိုးရောဝင်းညုံကိုပြန်လို့ခြင်းတော့သူနဲ့တိုက်ခဲရပါလိမ့်မယ်တို့ရတဲ့ထိုလ်လူရဲ့အကြောင်းသူကြားသိထားရတဲ့အရာကျူချွယ်စီမှာသူနဲ့တိုက်ခိုက်ဖို့အတွက်ယုံကြည်မှုလုံးဝမရှိပါဘူးကျူချွယ်စီကလက်နှစ်ဖက်ဆုပ်ပြီးထွက်သွားမလို့လုံးနေတော့မှပဲဝန်လင်းရဲ့မျက်လုံးထဲမှာမာနများဖျက်ပြေးသွားပြီး မင်းကဒီဖိုးကြီးရဲ့အဆင့်တောင်းခမန်းမိပြီဆိုတော့ငါရဲ့စီးမင်းတွေကိုလည်းမင်းကတီးရမှာပေါ့မင်းကဒီလိုပဲထွက်တော်တော့မလို့လားကျွချွယ်စီကလည်းခဏစဉ်းစားပြီးညာလုံးကိုမျှောက်လိုက်ပါရင်ဘယ်လက်နဲ့ညာဘက်လက်ကလက်ချောင်းနှချောင်းကိုလည်းဖျက်လိုက်ပါရင်ဒီကိစ္စဂျူနီယာရဲ့အမားပါလက်ချောင်းနှချောင်းကလုံလောက်ပြီလားဝယ်လင်းကတော့ခေါင်းအခါပြီးမာနာထောင်လားဆောင်နဲ့နောက်တစ်ချောင်းကိုထားခဲ့သူကပြောလိုက်ပါရင်ကျွချွယ်စီကတော့အံ့ဩကျိတ်ရင်ကောင်းပါပြီသူကလည်းညှို့လိုက်ပါရင်ဘယ်လက်နဲ့နောက်ထပ်လက်ချောင်းနှချောင်းကိုလည်းထပ်ပြီးတော့ဖျက်လိုက်ပါရင်သူရဲ့မျက်နှာကဝယ်လင်းကိုကြည့်ပြီးတော့ဖြူဖြောင်းနေပါရင် ဝယ်လင်းကတော့ထွက်သွားသူကပြောလိုက်ပါတယ်ကျွချွယ်စီကခေါင်းမဖော်ပဲအမြန်ပဲထွက်သွားပါတယ်မျက်စိတမိတ်အတွင်းမှာပဲသူကအလင်းနဲ့တစ်ခုဖြစ်ပြောင်းလဲပြီးပျောက်ကွက်သွားပါတယ်ကီလိုမီတာတသိန်းกว่าမှာကျွချွယ်စီကအန်ကျိတ်ပြီးဒုတိယမျိုးဆက်ဟင်းတာပရာသူကဘလိုလုပ်ပြီးတော့အသက်ရှင်နေသေးရလဲဘလိုလုပ်ပြီးတော့သူကဟင်းတာပရာချူပေါ်မှာရှင်နေသေးရလဲဒါကဘလိုလုပ်ပြီးတော့ဖြစ်နိုင်မှာလဲတတိယမျိုးဆက်ဟင်းတာပရာပြင်ပချင်းညက်သူတွေကိုဆွဲခုတ်ခဲ့ပြီးသူ့ကိုပရိရဲ့ဆင်ခဲ့တာသူကဘလိုလုပ်ပြီးတော့မတည်သေးရလဲသူကအဟိလိုက်ပါတယ် သူကဟင်ဒဗရာနိုင်ငံကိုရောက်တဲ့အထိတလန်းလုံးအော်ဟိနစ်ခဲ့ပါတယ်ပီရူးနိုင်ငံဘက်ကိုပြန်ကြည့်လိုက်တော့ရုတ်တရက်ရတန့်သွားပါတယ်ဒေါသများကလည်းပြောက်ကွက်သွားပြီးတန်တရားများအစာထုတ်ခံလိုက်ရပါတယ်တခုခုကမှားနေတယ်ဒူရီယာမျိုးဆက်ဟင်ဒဗရာအကြောင်းကိုငါသိထားရရသူကငါ့ကိုဒီလောက်လွတ်လွယ်နဲ့လှုပ်ပေးမှမဟုတ်ဘူးသူကနူထားလာတာမကြသေးလို့ဟန်ဆောင်နေရလားကျူချယ်စီကလည်းခနာဒစဉ်းစားပြီးမျက်နှာပေါ်ရင်စိုးရိမ်မှုများပေါ်လာကတပင်းကိုချလိုက်ပါတယ်။သူ့ရဲ့ယုံကြည်ချက်ကိုစမ်းသပ်ဖို့အတွက်တတိမရှိပါဘူး။ ပီလူနိုင်ငံဘက်ကိုစိုက်ကင်းနေမြေကြီးကိုချင်းနေဆောက်လိုက်တော့ကောင်းကင်းနေအကွက်ကြောင်တစ်ခုကပေါ်လာပါတယ်ဒုတိယမျိုးဆက်ဟင်းတော်ပရာကျူချွဲစီကဟင်းတော်ပရာတောင်စီကိုပြန်တန်းသွားပါတယ်ပီလူနိုင်ငံမှာရှိတဲ့စိတ်ဝိညာဉ်တန်းစင်ခိုင်းရဲ့အတွင်းမှာကျူချွဲစီကထွက်သွားတော့တေချောင်းကိုလုပီးနောက်ဝန်လင်းရဲ့ပုံလေးကတွန်ခတ်သွားပြီးကောင်းကင်းကနေပြုတ်ကျလာပါတယ်တွန်ထင်းကလည်းအံ့ဩသွားပြီးဝန်လင်းစီကိုချက်ချင်းပြေးသွားပါတယ်ဝန်လင်းရဲ့မျက်နှာကတော့ဖြူဖြောင်းနေပြီးမျိုးလုံးများကိုမိတ်ထားပါတယ်နားနေရဆိုတော့သူကသိပါတယ်တွန်ထင်းကတေချာကြည့်လိုက်တော့မျက်နှာပြသွားပြီး ခန္ဓာလူခံရတာလား။သူကအဟိလိုက်ပါတယ်။တော်မြောက်ကိုချိန်ပြီးချက်ချင်းပဲလက်ကိုမြှောက်လိုက်ပါတယ်။ဝန်လင်းရဲ့နှစ်ဖူးလက်နဲ့ဖိပြီးခန္ဓာလူခံရတော့တွန်းလက်ဖို့ကုညီမလို့ပဲရှိနေတော့ဒေါ်ရတဲ့သူကဖိလိုက်တော့ဝန်လင်းကမျိုးလုံးကိုဖိလိုက်ပါတယ်။သူ့ရဲ့မျိုးလုံးများလည်းကြီးလင်းနေပြီးအရင်လိုမျိုးမမှန်နှများမရှိတော့ပါဘူး။ဝန်လင်းကတော့အာယုဆောင်နဲ့အကြီးကဲရက်လိုက်ပါ။သူကပြောလိုက်ပါတယ်။တွန်းထင်းကတော့ဝန်လင်းကိုစိုက်ကြည့်ပြီးတင်းငင်စွာနဲ့ဘာတွေဖိခဲ့တာလဲ။သူကမေးလိုက်ပါတယ်။မင်းရောရောင်းလုံးနဲ့ကောင်းလေးအချိန်တွေကဘလောက်တော့ဆိုးပါလဲဆိုတာမင်းရောမမြင်ဘူးလား။ ဒီဖိုးကြီးကသာအရင်လိုဒေါသကြီးရင်မင်းတို့လွားတစ်ချက်ထင်းနဲ့တက်ပြလိုက်မှာမင်းရဲ့တတန်းအကုန်တော့မယ်ဆိုပြီးဒီဖိုးကြီးကမင်းရဲ့တောက်ကိုထွေးပြေးနဲ့စုပ်နေတာကိုမခံစားဘူးလို့မထင်နဲ့ဝန်လင်းရဲ့မျက်ခုံးကြားတွေကနေမမနာပြေးဝနေတဲ့အတန်တစ်ခုကထွက်လာပါတယ်ခနာကြမှာတော့ဝန်လင်းရဲ့နှဖူးကနေအစိမ်းရောက်အလင်းတစ်ခုကထွက်လာပြီးသူ့ရဲ့ဘေးနားမှာရပ်နေပါတယ်ထို့အစိမ်းရောက်အလင်းကကြမ်းတမ်းတဲ့မျက်နှာနဲ့ခန္ဓာကိုယ်ကြီးရဲ့တက်လက်ပိုင်မျိုးသားရဲ့ပုံစံဖြစ်သွားပါတယ်သူကပေါ်လာတဲ့အလုံးမအစွမ်းထက်တဲ့အရှိန်အဝါတစ်ခုကိုလည်းထွန်းလွှမ်းနေပါတယ်ကောင်းကင်ရဲ့အရှောင်ကလည်းရုတ်တရက်ပြောင်းသွားပါတယ် ထိုလ်လူရဲ့အရှင်ကကြောင့်မိုးတိတ်များလည်းစူးစီးလာပါတယ်မိုးကြိုးတွေကိုလည်းမြင်ရပြီးမိုးရွာချလာပါတယ်တလက်ပိုင်အမျိုးသားတော့ကောင်းကင်ကိုမော့ကြည့်ပြီးဒီဖိုးကြီးအတွက်မိုးရွာနေတော့ဖေရှားစံငါမိုးရွာခိုင်းလို့လားသူကအော်ဟစ်လိုက်ပါတယ်တခြားအော်လိုက်တာနဲ့ကောင်းကင်ကမိုးတိတ်များလည်းပြောက်ကွက်သွားပါတယ်ရွာနေရဲ့မိုးရွာနောက်လင်းပသွားပါတယ်ဒဇန်းနောက်မှမကြံပါဘူးတွန်ထင်းရဲ့ခန္ဓာကိုယ်ကလည်းတုန်ဟောက်သွားပြီးမျက်စိရှိရမြေခွင်းကိုအန်အသင့်စွာနဲ့ကြည့်နေပါတယ်သူကစကားတစ်ခုမှမပြောနိုင်ပါဘူး ဝန်လင်းကတော့ခတ်တက်တက်အပြုံးနဲ့ချောင်းကိုဆိုးလိုက်ပါတယ်။တန်ရှင်နဲ့ဟင်းသပ္ပရာမီးရန်ကရောက်လာတဲ့အခါဝန်လင်းရဲ့မူလဝဉ္ဇဉ်ကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုပြောင်းနေပြီးစိတ်ဝိညာဉ်အတွင်ပြောင်းလဲခြင်းအဆင့်ကိုရောက်နေပါပြီ။ဒါဝရင်တွန်ထန်းတဲ့ကျူချယ်စီလိုရဲ့တိုက်ပွဲမှာတော့ဝင်ကူလို့မရပါဘူး။ထို့ကြောင့်တန်ရှင်နဲ့ဟင်းသပ္ပရာမီးရန်ပေါ်လာတဲ့အခါကောင်းကင်ပုံစန်းကျင်ချင်းပရိစိတ်ထဲမှာပုံနေခဲ့ရပါတယ်။သူကအထက်ကိုဝင်သွားတဲ့အခါစစ်ထူနန်ကနူလာခဲ့ပါတယ်။ နိုးလာတဲ့အခါစစ်ထူနန်ရဲ့ပုံစံကကြမ်းတမ်းပေမဲ့အင်အားကတော့အလွန်အားနည်းနေပါတယ်။စကားပြောချင်းအောင်မရှိခင်စစ်ထူနန်ကအပြင်မှာဘာတွေဖြစ်နေလဲဆိုတာသတိထားမိပြီးဝလင်းရဲ့ခနာအုပ်ထဲကိုဝင်ပြီးကျူထွဲစီကို၆လောက်ထွက်ပြင်းအောင်လှုပ်လိုက်ပါတယ်။ထိုအရာစစ်ထူနန်ကတေးဥဆောင်ကောင်းနေလို့ပြောပါလိမ့်မယ်။ စစ်ထူနန်ကချူချယ်စီရဲ့လက်ထောင်လေးကိုဖျက်ခိုင်းတဲ့အခါဝယ်လင်ကအရန်အုပ်မှာစိုးရိမ်နေပေမဲ့စစ်ထူနန်ကတော့မစိုးရိမ်ပဲအရင်လိုပဲမမှန်နာထားနေပါတယ်နောက်ပိုင်းမှာတော့ဝယ်လင်ကဘာလို့လက်ထောင်လေးကိုခြံနားခက်ခိုင်းလဲဆိုတော့မေးလိုက်ပါတယ်ချူချယ်စီရဲ့လက်စားချိန်မောင်မကြောက်ဘူးလားစစ်ထူနန်ရဲ့အဖေကတော့ငါစစ်ထူနန်မို့လို့ပဲအစိုးပိုင်းကမင်းကအဲ့ဒီစရုပ်ထွားဝိညာဉ်ကိုတောင်းလို့ငါရဲ့ဆွမ်းထက်မှုကိုပြသမဲ့အစီအစဉ်အားပျက်စီးသွားတော့မလို့ပဲကောင်းလေအဲ့ကောင်တော့ငါ့ကိုမြင်သွားပြီဆိုရင်ဒီဖိုးကြီးကအခုပဲနိုးလာပြီပြန်အိတ်ဆက်ရတော့မှာ အဲ့ဒီစရုထဝဉ္ဇဉ်ကငါရဲ့ခန္ဓာကိုယ်ရပြီအဲ့ဒီစရုထဝဉ္ဇဉ်ကတော့ငါခန္ဓာကိုယ်ရပြီကျင့်ချက်မူဟာပြန်လာပြီဆိုရင်ဟင်းသားဗရာတောင်းကိုတက်ပြီးတော့ပြန်ဝေးမယ်စစ်ထုနန်ကတုန်ထန်းအောင်စက်ကြည့်လိုက်ပါတယ်တုန်ထန်းကတော့သူ့ကိုကောင်းလေးလို့ခေါ်ခံရတာကိုနှစ်ထောင်လက်ချီမကြောက်ဘူးပါဘူး သတိထားပြီးသူကအကြီးကဲအောင်သူကမိလိုက်ပါတယ်စစ်ထုံနံကတော့ခေါင်းမော့ပြီးမန်မာနာပြေးစွာနဲ့ဝန်လင်းဒီကောင်လေးကိုငါ့ဘာသူလဲဆိုတာပြပြလိုက်ဝန်လင်းကတော့ခါတိစွာနဲ့ပြုံးလိုက်ပြီးတွန်ထင်းကိုကြည့်ကသူကစစ်ထုံနံပဲစစ်ထုံနံတွန်ထင်းကလည်းအချိန်တော်ကြာစဉ်းစားနေပေမဲ့စစ်ထုံနံဆိုတဲ့လူတော့သူကမသိပါဘူးဝန်လင်းကလည်းဒုရီယမျိုးဆက်ဟင်းတော်ကသူကဆက်ပြီးတော့ပြောလိုက်ပါတယ် ။တွန်ထင်းရဲ့ခန္ဓာကိုယ်ကလည်းတုံ့ဝင်သွားပြီးနောက်ကိုရင်ထိုးပြီးတော့ကြောက်သွားပါတယ်။သူ့ရဲ့မျက်လုံးထဲမှာလည်းအန်းသိမ့်မှုများအဖြစ်နဲ့ကျူထွယ်စီရပါလို့ထပေးသွားရလဲဆိုတော့သူကနောက်ဆုံးမှတော့နားလိုက်သွားပါတယ်။ဒူရီယာမျိုးဆက်ဟင်တာဗရာရဲ့ကြောက်ကြမှုကအလွန်မှကြီးမားပါတယ်။အချို့နီးတဲ့နေဆိုရင်သူကပထမမျိုးဆက်ဟင်တာဗရာထံအောင်ပို့ပြီးတော့ကြောက်ကြပါတယ်။ခဏကြာမှတော့တွန်ထင်းကအသက်ကိုရှူသွင်းလိုက်ပါတယ်။သူကစစ်ထုံနံရိုသေစွာနဲ့ဥညွတ်ပြီးစိတ်ဝိညာဉ်တန်းစင်ခိုင်းရဂျူနီယာတွန်ထင်းကစီနီယာကိုနှုတ်ဆက်ပါတယ်။သူကပြောလိုက်ပါတယ်။ စစ်ထူနန်ကတော့ခေါင်းကိုညိတ်ပြီးဝန်လင်းကိုမင်းကကောက်ွက်ပေးခဲ့တာရင်စိတ်ဝိညာဉ်စက်တန်းအလန့်ကိုပေးရတာကြောက်ရင်အခွင့်အရေးရှိမဲ့ဆိုရင်မင်းရဲ့စိတ်ဝိညာဉ်တန်းစင်ခိုင်းကိုပြန်လဲထူထောင်ဖို့အတွက်ငါကူညီပေးမယ်လို့ဒီဖိုးကြီးကမင်းကိုခရစ်ပေးတယ်သူကပြောလိုက်ပါတယ် စစ်ထူနန်ကလည်းအတိတ်ကိုပြန်ပြီးတော့အမှတ်ရသွားပါတယ်။သူရဲ့စိတ်ဝိညာဉ်တက်စင်ခံရမိတ်ဆွေကောင်းလေးရတာမရှိခဲ့ရင်ပြင်ပကျဉ်ကျက်သူတွေနဲ့တိုက်ပွဲအတွင်းမှာကောင်းကင်ဘုံဆန်းကျင်ချင်းပရိစီတဲ့ကိုထွက်ပြေးဖို့သူ့မှာအချိန်တော်ရှိခဲ့မှာမဟုတ်ပါဘူး။တွန်ထဲမျက်နှာမှာလည်းအပြုံးတစ်ခုကပေါ်လာပါတယ်။သူ့ဘဝတစ်ခုလုံးစိတ်ဝိညာဉ်တက်စင်ခံအတွက်ဆွန့်လွတ်ခဲ့ပြီးထိုရာ သူ့ဘဝမှာအဆုံးအရာဆုံးအရာလည်းဖြစ်ပါတယ်။ ထို့ကြောင့်ဝန်လီနဲ့မိတ်ဆွေဖွဲ့ဖို့သူ့ဘွားရဲ့အဆုံးကိုအသုံးပြုဖို့အတွက်စာနာရှိခဲ့ပါတယ်။အရာအလုံးကစိတ်ဝိညာဉ်တန်းစင်ခိုင်းကိုရှင်းတန်းစေဖို့အတွက်ပါ။ကျူထဲစီရောက်လာတာတွန်ထဲကိုဆက်ပြတ်စေခဲ့ပါတယ်။ဒူဝါရင်အရာအလုံးကအလုံးဝမျက်စံစွာနဲ့ပြောင်းလဲသွားတဲ့အကြောင်းသူကဘွားတစ်ခုလုံးကိုကြုံတွေ့ခဲ့ရသလိုခံစားနေရပါတယ်။ယခုဆိုရင်တော့ဒူရီယာမျိုးဆက်ဟင်းသာဗရာစိတ်ဝိညာဉ်တန်းစင်ခိုင်းကိုရှင်းတန်းနေစေဖို့ကိုရိုင်းဂရိပေးခဲ့ပြီဆိုတော့တွန်ထဲကလည်းကျဉ်တ်သွားပါတယ်။သူကလည်းမျက်နှာမှာအပြုံးတစ်ခုနဲ့ချက်ပွင့်ပုံစံထိုင်လိုက်ပြီးမျက်လုံးမြောက်ဖြည်းဖြည်းချင်းမှိတ်လိုက်ပါတယ်စီနီယာအကိုကြီး မင်းရဲ့ဟော်ကင်ကတကယ်ကိုအလုပ်ဖြစ်တယ်ငါတွန်ထင်းကမင်းဆရာနဲ့အရင်ဘိုးဘေးတွေအားလုံးကိုအပြုံနဲ့တွဲဆုံနိုင်တော့မယ်ငါတွန်ထင်းကစိတ်ဝိညာဉ်တန့်စင်ခိုင်းရဲ့အဖြစ်သားမဟုတ်ဘူးစိတ်ဝိညာဉ်တန့်စင်ခိုင်းအတွက်မျှော်လင့်ချက်အစ်တကိုငါရှာတွေ့ခဲ့တယ်အနာဂတ်မှာငါရဲ့စိတ်ဝိညာဉ်တန့်စင်ခိုင်းကအစင်းချောက်ကျင့်ကြံ့နေနိုင်ငံထက်ကျော်လွန်တဲ့တည်ရှိမှုတစ်ခုဖြစ်လာမယ်ဆိုတာငါမြင်နိုင်တယ်ငါတွန်ထင်းကစိတ်ဝိညာဉ်တန့်စင်ခိုင်းရဲ့တမိုင်းမှာငါရဲ့လက္ခဏာကိုထားခဲ့လို့ရပြီဆရာကျွန်တော်ကဂရိပေးခဲ့တာကိုလုံးဆောင်နိုင်ခဲ့တယ် ငါတုန်ထင်ကငါရဲ့အသီးစိတ်ကိုဖျက်ပစ်ပြီးဝိညာဉ်လန်ထဲမှာထောက်ရောက်ဝင်ရောက်ဖို့အတွက်စာနာရှိတယ်။မိုးရွာနေရဲ့ညတညရဲ့လမ်းမကြီးပေါ်မှာဓမြတွေကလူတိုင်းကိုတတ်ခဲကြပါတယ်။အပြက်စီးတဲ့ဂျားမငုံနေရဲ့လူတယောက်ကလည်းရှိနေပါတယ်။ရှိုက်တန့်ရှည်ကြီးနဲ့အဖိုးကြီးတယောက်ကမိုးရွာဂျားတွေကနေထွက်လာပါတယ်။သူကလူငယ်ရဲ့ခေါင်းကိုညှဉ်းတာစွာနဲ့ပုတ်သက်ပြီးတဲ့နောက်နူးညံ့တဲ့အပြုံတစ်ခုကိုပြသပြီးစကားတခွန်းပဲပြောလိုက်ပါတယ်။ငါနဲ့အတူလိုက်ခဲ့မလား။ထိုလူငယ်ကတော့စိတ်ဝိညာဉ်တန်းစစ်ခိုင်းမှကြီးပင်းလာပါတယ်။ပါရီရှိတဲ့လူငယ်ကအခြားသပည့်တွေဂျားမချက်ချင်းပဲထင်ရှားလာခဲ့ပါတယ်။ သူကထိုးရအားလုံးလုတ်ခဲတာငယ်စဉ်ကကြားခဲ့ရတဲ့စကားတခုံးကြောက်ပဲဖြစ်ပါတယ်အဖိုးကြီးရဲ့ခြေအောက်လိုက်ဖို့အတွက်သူကနေ့တိုင်းစူးစားပန်းစားနဲ့ကျဉ်ကျဉ်ခဲပါတယ်တနေ့ပြီးတနေ့တနေ့ပြီးတနေ့ကောင်းကင်းကိုနားလဲပြီးစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင်းကိုရောက်တဲ့အထိထိုးပြင်းစရာကောင်းတဲ့ကျဉ်ကျဉ်မှုကိုဆက်ပြီးတော့လုံးနေခဲပါတယ်သူကထိုးအဖိုးကြီးရဲ့တပည့်ဖြစ်လာပြီးသူ့ရဲ့တာဝန်နဲ့တုံထင်းအောင်ရရှိခဲ့ပြီးအဖိုးကြီးရဲ့နောက်ကိုနေရာတိုင်းလိုက်ပါခဲ့ပါတယ် အထိန်ကတချင်းတပုတ်လိုပဲဖြစ်နေပါလေတချင်းကဆုံးတက်သွားပြီလူတိုင်းကထွက်ခွာသွားတဲ့နေရာတည်းကလည်းရှိပါလိမ့်မယ်သူ့ဆရာရဲ့ဝိညာဉ်ဟာဝိညာဉ်စက်တန်းအနှံ့နဲ့ကိုဝင်ရောက်မတော်ခင်မှာသူ့ငယ်ဘဝကငါနဲ့အတူလိုက်ခဲ့မလားဆိုတဲ့စကားတစ်ခုနဲ့အတွက်စိတ်ဝိညာဉ်တန်းစင်ခိုင်းကိုသူ့ဘဝတစ်လျှောက်လုံးကောက်ခွင်မယ်လို့ခရီးပေးခဲ့ပါလေဆရာတပည့်ကလာနေပြီတွန်ထင်းကတော့အပြုံးတစ်ခုနဲ့မျိုးလုံးလေးကိုမှိတ်လိုက်ပါလေသူ့ရဲ့နောက်ဆုံးအသက်တရားတော့ပျောက်ကွယ်သွားပါလေ ခင်ရောက်နေရွှေရောက်လင်းနဲ့တစ်ခုကလည်းသူ့ရဲ့နှစ်ဖူးကနေထွက်လာပါတယ်ဝင်းညင်စေတန်းအလှန်အလဲပေါ်လာပြီးဖိုင်းတစ်ခုနဲ့ရွှေရောင်နဲ့ခင်ရောက်လင်းတန်းကအထဲမှပြောက်ွက်သွားပါတယ်ဝင်းညင်စေတန်းအလှန်သူ့ရဲ့ဝင်းညင်အပိုင်းစားတွေရဲ့သုံးပုံတစ်ပုံအဓိကဝင်းညင်၁၀ခုနဲ့စရူရဝင်းညင်ကိုဆုံချုံခဲ့ရပေမဲ့ဝင်းညင်စေတန်းအလှန်ဖြစ်နေသေးပဲဖြစ်ပါတယ်ထိုပေ30အလှန်ဆိုင်ဝင်းညင်တန်းစင်ခိုင်းရဲ့အမြင့်တွေကိုကိုစားပြုပါတယ် သူမအသေးစိတ်ရရှိသလိုဝင်လင်းစီကိုပြောင်းဝဲသွားပါတယ်ဝင်လင်းကတော့သူ့ရဲ့ညာလက်ကိုမြောက်ပြီးဝိညာဉ်အလံကိုဆုပ်ကန်လိုက်ပါတယ်ပြီးတော့သူကအပြုံးတစ်ခုနဲ့တုန်ထင်းအောင်ရှုပ်ထွေးရမူရာနဲ့ဝမ်းနဲ့ဆော်ပဲကြီးလိုက်ပါတယ်ဝင်လင်းကတုန်ထင်းအောင်ဒူးထောက်ပြီးတော့ဥချလိုက်ပါတယ်စီနီယာငါရဲ့ဆရာမဟုတ်ပေမဲ့မင်းကငါ့ကိုမင်းရဲ့တပည့်လို့စစ်ဆန်ခဲ့တယ်ဒါအောင်ငါဘရုံးမောင်မေ့ဘူးဝလင်းရဲ့မြုံဝှထဲမှာလည်းဝမ်းနဲ့မှုတွေကပို့ပြီးတော့ထင်ရှားလာပါတယ်။အမှန်တကယ်တော့သူကတုန်ထင်းတဲ့အချိန်များကြီးကိုမနေခဲ့ရပေမဲ့တုန်ထင်းရဲ့ကျင်နာမှုတွေကသူ့ရဲ့ရင်ထဲမှာအမြဲတမ်းရှိနေခဲ့ပါတယ်။ ကျူချဲစီမင်းရစိတ်ဝဉဉ်တန်းစင်ခိုင်းကိုဖျက်ဆီးပစ်ခဲ့တဲ့အတွက်တနေ့မှငါးမင်းကိုလိုက်ချပြီးပြန်ပြီးတော့ပိဆက်ခိုင်းမယ်ဝလင်းကဟင်းသာပရာတောင်ဘက်ကိုကြည့်လိုက်တော့မျက်လုံးများအိဆက်သွားပါတယ်လေပြည်တစ်ချက်တိုက်ခဲလာတော့တုန်ထင်းရဲ့ရုပ်လောင်းကလည်းဖြည်းဖြည်းချင်းပျက်စီးသွားပါတယ်ထိုလ်လူရဲ့အရာအလုံးကပြောက်ကွက်သွားသလိုပဲဖြစ်နေပါတယ်ဝလင်းရဲ့အမှတ်တရထဲမှာတော့တုန်ထင်းရဲ့ပုံရိပ်များရှိနေသေးပဲဖြစ်ပါတယ်ဒီလူနဲ့တွေ့ဆုံရတာမင်းအတွက်ကံကောင်းတာပဲ သူကမှတ်မိဖို့အတွက်ထိုက်တန်တယ်လို့စေထုနန်းကလည်းတပြင်းကိုချလိုက်ပါတယ်အရင်ကသူ့ရဲ့မိတ်ဆွေများကိုပြန်တွေ့မိတဲ့အခါသူ့ရဲ့အတန်ထဲမှာမာနမြာမရှိတော့ပါဘူးဝန်လင်းကလည်းခဏတွေ့ပြီးစေထုနန်းကိုကြည့်လိုက်ပါတယ်မင်းရဲ့အစီအစဉ်ကဘာလဲစေထုနန်းရဲ့မျိုးလုံးများကတော့တောက်ပလာပြီးမာနမြာပြန်ပြီးတော့ပေါ်လာပါတယ်သူကပြောလိုက်ပါတယ်ငါအတွက်တင့်တော်ပြီးပါရမီရှိတဲ့ခန္ဓာကိုယ်တစ်ခုရှာအောင်ငါရဲ့ချင့်ချက်မှုကိုပြန်ပြီးတော့ရအောင်လုပ်ရမယ်ပြီးတော့ငါ့ဒီအချင်းတွေကိုရအောင်လုပ်ခဲတဲ့လူတွေကိုလည်းရှာအောင် တို့ကသာတည်ဆုံသွားတာကြာပြီဆိုရင်တို့ရဲ့သားစဉ်မိစရိကိုတွားပြီးတော့ငါရဲ့ဒေါသတွေကိုပုံချမယ် စစ်ထူနယ်ဇိယိုက်ကတော့အမြဲတမ်းဒီလိုပဲဖြစ်ပါတယ်အရင်ကသူကဝန်လင်းကိုထုံမကောင်းစွာချင့်ကြံတဲ့လမ်းကိုတင်ပေးခဲ့ပါတယ်ဝန်လင်းကဒီလောက်ထိလူတွေအများကြီးကိုတပ်ဖြတ်ခဲ့ရတာစစ်ထူနယ်ရဲ့လွှမ်းမိုးမှုကြောင့်ပဲဖြစ်ပါတယ်ဝန်လင်းကလည်းခေါင်းကိုညိတ်ပြီးတော့ပြောလိုက်ပါတယ်ကောင်းကင်ဘုံစန်းကျင်ချင်းပရေစရာငါးရုပ်ဝင်းကျင်နဲ့ပေါင်းဆက်သွားပြီးပြန်ပြီးတော့ဖြုတ်လို့မရတော့ဘူးဝန်လင်းကပြောလို့မပြီးခင်မှာပဲစစ်ထူကပြောလိုက်ပါတယ်ရိုင်းလိုက်တော့အဲ့ပရေစီကြောက်တာမဟုတ်ရင်ငါဒီအချိန်မျိုးရောက်ပါလားမင်းကငါ့ကိုပြေးမဲ့ဆိုရင်တော့ငါမလိုချင်ဘူးဝန်လင်းကတော့စစ်ထူနယ်ကိုကြည့်ပြီးတော်တော်လေးပြောလိုက်ပါတယ် စစ်ထူဘာလဲကျေးဇူးတင်ပါတယ်စစ်ထူနန်းလည်းတွေ့လိုက်ပါတယ်အမှန်တကယ်တော့ ကောင်းကင်ဘုံစန်းကျင်ချင်းပရေစရာအလွန်ရှားပါတဲ့ယတနာတစ်ခုဖြစ်ပြီးကောင်းကင်ယတနာတွေထဏောက်တာလုံမဲ့ဆိုတာသူကခမမ်းမိပြီးသားဖြစ်ပါတယ်။ဒါဝရင်သူကရက်ဆက်ပြီးမာနာကြီးရဲ့လူဖြစ်ရင်မဲ့သူကိုကျင်နာခဲတဲ့လူတွေကိုတော့အလေးထားပါတယ်။ပထမမျိုးဆက်ဟင်ဒဗရာသူ့ကိုကျင်နာခဲလို့သူကထိုဂျိုဝါနဲ့ထွက်သွားဖို့ဆွန့်လုပ်ပြီးဟင်ဒဗရာနိုင်ငံကိုကောက်ကွယ်ဖို့အတွက်နေခဲ့ပါတယ်။သူနဲ့ဝန်လင်းရဲ့စစ်စင်ကြီးကရှုပ်ထွေးရင်မဲ့ထိုရွာကျောက်ပဲသူတို့ရဲ့စစ်စင်ကြီးကပို့ပြီးတော့နှိကက်သွားခဲ့ပါတယ်။ဝန်လင်းချင်းချင်းသူတယောက်ဖြစ်ကြီးပြင်းလာတော့သူကမြင့်မြင့်ကိုတွေ့တွေ့ခဲ့ရတာဆိုတော့ဝန်လင်းကလည်းသူ့ရဲ့တပည့်လိုပဲဖြစ်ပါတ တယ်။ထို့ကြောင့်သူကကောင်းကင်ဘုံစန်းရင်ချင်းပရေးစေးကိုမတောင်းဆိုတာပဲဖြစ်ပါတယ်။စစ်ထူနန်းကတော့နှာခေါင်းကိုရှုပ်ပြီးခေါင်းကိုလက်ကပြောလိုက်ပါတယ်။ ငါ့ကိုကျေးဇူးတင်ခြင်းငါ့အတွက်ခန္ဓာကိုယ်တစ်ခုကိုရှာပြီးမင်းကခဏဆောက်ဒီဂျိုဘောမှာငါ့အတွက်တင့်တော်တဲ့ခန္ဓာကိုယ်ကရှိမရှိငါကြည့်လိုက်အောင်မယ်ဒီဖိုးကြီးကရန်သူတွေကိုမတိုက်ခိုက်နိုင်ပေမဲ့ငါ့ရဲ့နီးလန်းနေရာတော့ရှိသေးတယ်ဒါကြောင့်ခန္ဓာကိုယ်ရှာရတာအလွယ်လေးပဲထို့သောပြောပြီးနောက်စစ်ထုံနယ်ရဲ့မျိုးလုံးများတောက်ပွားလာပြီးသူ့ရဲ့နှဖျားယုံကပြန့်နှံ့သွားပါတယ်ဝင်လင်းရဲ့မျိုးလုံးများလည်းတောက်ပွားလာပြီးကျူချွဲစီမှာခြံဖန်းဆိုတဲ့တပည့်တယောက်ကရှိတယ်သူ့ရဲ့ခန္ဓာကိုယ်ကအတော်လေးကိုကောင်းမဲ့ထင်တယ်ကျူချွဲစီရဲ့တပည့်အဲ့ဒါဆိုရင်တော့မိလိုက်တော့ပထမမျိုးဆက်ဟင်းတာဗလာကိုငါအကျွေးတင်နေတယ်မင်းရတာသူ့ ိုတတ်ချင်ရင်ငါကယူမဆိုင်ဘူးဒါပေမဲ့ငါလိုရမယ်ဆိုရင်တော့နည်းနည်းလွန်သွားပြီဟမ်ဒီဟင်းသားဗရာချိုးမှာဒီလိုခနာကိုမျိုးကဘလို့ရှိနိုင်မလဲဒီခနာကိုကကောင်းလေးတယောက်ပဲဖြစ်ပေမဲ့အကောင်းဆုံးပိုင်ဆိုင်မှုပဲမဆိုးဘူးသူကကလေးတယောက်ပဲဖြစ်ဖြစ်ငါကယူမဆိုင်ဘူးဒီကောင်းလေးကိုငါဝန်စားဖို့အတွက်ပဲလိုတာစစ်ထူနန်းကတော့မြောက်ဘက်အစွန်ဖျားကိုဝန်တအာရနဲ့ကြီးလိုက်ပါတယ်ကျွန်တော်ကတော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်